ဟောဒီကနေပဲမြင်းနေကောင်ဘာကားစီရလဲမေးတော့မေးနေတယ်အေးအစီတော်မကုန်တစီနဲ့လာတာဆိုတော့ဟုတ်ရရင်ထပ်ပေါက်မပေးနဲ့ပါလေမြမလေးခုလောက်ပြောလို့ရထပ်ပေါက်မပေးနဲ့ဟမ်ဟောလေးဟောလေးတခုလောက်ပြောလို့ရဟုတ်ကဲ့ထပ်ပေါက်မပေးနဲ့မမဟောလေးတခုလောက်ပြောလို့ရထပ်ပေါက်မပေးနဲ့ န်တီဟိုလေတခုလောက်မေးလို့ရပါလားဟိုဖက်ပေါက်မပေးနဲ့ဟိုလေအဲ့ဒီတခုမေးလို့ရပါလားဟာသမီးလေးဟိုဈေးရဲ့ဒီတက်တဲ့သွားဟောအဲ့ဒီဖက်ပေါက်မပေးနဲ့ဖက်ပေါက်ဖက်ပေါက်မပေးနဲ့အဲ့ဒီတခုလောက်မေးလို့ရလားဖက်ပေါက်မပေးနဲ့ဟုတ် ตะคู่เราไม่รู้ยามล่ะไม่ใช่อทับป่ามาปีเนี่ยทับป่ามาเทบป่ามาปีเนี่ยตะคู่เราไม่รู้ยามทับป่ามาปีเนี่ยฮะลโลมามาฮัลโหลทบป่ามาปีเนี่ยมามามาทับป่ามาปีเนี่ยทับป่ามาปีเนี่ยนะทับป่ามาปีเนี่ยนะโอ้มามาเลย ချက်ပတ်ဝင်ပေးနေနော်ဟမ်ချက်ပတ်ဝင်ပေးနေနော်ဟုတ်ကွာချက်ပတ်ဝင်ပေးနေနော်ချက်ပတ်ဝင်ပေးနေဟုတ်ကွာဟုတ်လေချက်ပတ်ဝင်ပေးနေနော်အကိုဟိုပါလေချက်ပတ်ဝင်ပေးနေနော် ော်လမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပေးတာမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Guja Revolution Channel လေးကပြန်လည်ကြိုဆိုင်ပါတယ်ဒီလိုလေး Revolution လို့ topic မှာတော့ယနေ့ဘုံဘာလ7ရက်နေ့ရက်ညပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့တော်လမျိုးတွေအားလုံးပဲဆုံးရှိဖို့ဒီနေ့အထက်မှာနောက်ဆုံးလိုက်ပါတယ်ဖရောင်းသူတွေဘုံတွေနဲ့ကတော့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်မေတော်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကား NLD ဆိုရထုတ်ချရေးဆန္ဒပြခဲ့တဲ့မဘာသာဖွဲ့ဝင်ခေါင်းဆောင်ကျော်မျိုးရွှေကတပ်ဆာညာပါတီရဲ့ မြို့သားလွတ်တော်60လောင်းအဖြစ်ရွေးကောက်ပွဲဝင်နေကြောင်းမန္တလေးမြို့ကများကပြပုတဲ့သတင်းရသိရှိရပါတယ်။အမတာဖွဲ့ဝင်တဲ့မြို့သားရေးဆွမ်းရောက်စစ်တပ်ထောက်ခံသူကျော်မျိုးရွှေဟာတိုင်းရင်းသားစီးလုံးညွေရေးပါတီတပ်ဆောင်ရောက်ကိုကစားပြပြီးမန္တလေးတိုင်းမြို့သားလွတ်တော်မဲဆန္ဒနယ်အမှတ်၄ FTDB မှာရှင်းပြညံဘဲဆွဲစီယုံကြီးလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ကျော်မျိုးရွှေဟာ NLD ဆိုရအာဏာရယူခဲ့တဲ့2016ခုနှစ်ကပြီး2021ခုနှစ်သနဝါရီလကုန်ထီအမေတော်ဆန်းစုကြည်ကိုနေ့စဉ်နဲ့အမျှပုတ်ခတ်စော်ကားခြင်း NLD ဆိုရကိုဆန္ဒပြခြင်း စစ်တပ်ထောက်ခံတဲ့လှုပ်ရှားမှုတွေကိုဥဆောင်ပြီးပြုလုပ်နေတဲ့လူတွေဖြစ်ပါတယ်။2018ခုနှစ်ဇန်နဝါရီလမှာလဲမန္တလေးမြို့မှာအန်ဒီဆိုဘာတီဖြုတ်ချရေးဘိတ်မောက်ခဲ့မှုဖြင့်တော်မျိုးရွှေကိုနိုင်ငံတော်ကြီးညွန်ပြစ်စေမှုပုံမှန်905ခါဖြင့်ချမ်းမြတာစီမှုနဲ့တရားရုံးမှာအလုံးကျန်းတဲ့ထောင်ဒဏ်တနေခွဲချမှတ်ခဲ့တာဖြစ်ပါတယ်။နောက်ဆက်ကွန်ကနေမလာစတွင်မိုးသားရေးဆိုးရောင်ဝါဒီဖုံးကြီးဝရတူကို Facebook post တခုမှာလဲစော်ကားစီဦးစုကတော်မျိုးရွှေဟာမြမအောင်အက်ဒီတာရုပ်ကိုစုဝင်းကိုလဲ က်တွယ်ဥပဒေပုံမှ66ကကြီးဖြင့်တရားလိုဖြစ်တရားစွဲကုန်တဲ့ဖြစ်ပြီးတော့2015ကနေပြီး2020နှစ်တကာလတွင်တောက်လျှောက်ကမှပဲ NLD စိုးရကိုနောက်ကနေပြီးတော့ဒုက္ခလိုက်ပြီးနေကောင်းကောင်းဖြစ်ပါတယ်အဒီကောင်ကလက်ရှိမှာဆိုရင်တော့တက်တော်ကိုယ်စားလှယ်မှတ်နေရကဝင်ပြီးမြန်မာကပြည်သူတွေကိုအုပ်ချုပ်မဲ့ရေးဒူရေးဆိုပြီးတော့ဂုံဝင်ကြွားတယ်ပြောဆိုနေရတယ်တွေ့နေရဖြစ်ပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ကြက်ဖို့ပါတရားရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက်မှာအစိုးရတွေဖွဲ့စည်းလျင်လဲ လက်ရှိစစ်တကာချမှတ်ထားတဲ့နိုင်ငံရေးလမ်းစဉ် policy တွေကိုဒါလှုပ်ဆောင်တော့မှာဖြစ်ပြီးတော့ကျန်းမာပါတီဥက္ကဋ္ဌခင်ရလုံးဝ policy ကိုပြောင်းသွားမှာမဟုတ်ကြောင်းထုတ်ဖော်ပြောကြားလိုက်ပြီးဖြစ်ပါတယ်။နောက်တဲ့တင်ပုံအနေနဲ့ကတော့ပြည်မုံရည်ဒီကတော့အဘအမျက်နာမျိုးမခံဘူးဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတဲတို့နှစ်ယောက်ကတော့ကျော်ပြေးခီးတွေပြင်မှန်းလာတာကြောင့်မိတ်ကက်နဲ့အဝေးစားဆင်မပြေမှုပေါ်ကြိရှိရသူနိုင်ငံတော်မှာလူကြီးမင်းများနဲ့မိမပြည်သူအေးသမ ्या ပေါ်မလေးမစားပြုမှုတို့ဖြစ်မိပါက အားလုံးကိုနူးညွတ်တောင်းပန်ပါလေဆိုပြီးပူစီတင်ခဲ့တာတွေ့ပါတယ်မိကလည်းမပြင်းပဲနဲ့အခုလိုမျိုးနိုင်ငံတော်ဝါရဖြန့်တဲ့ကားကိုလာရိုက်တယ်ဆိုပြီးတော့ဘောမရက်ကောက်ကနေပြီးတော့ပြောတာကနည်းနည်းတော်လိုင်းဘက်ကနေပြီးအရောက်ပို့လိုက်တဲ့ခါမှာတော့ရွှေမုံကြီးတယောက်ထုံထုံလူပြီးအကြောင်းတရားနဲ့မင်းအောင်နိုင်ကိုရှေ့ခိုးပြီးတောင်းပန်နေတဲ့ထောက်ကိုဖြစ်ပါတယ်ဒါကြောင့်ဘောမဟာဘောမပါပဲဘလို့ကြောင့်ပဲမမမဟုတ်ဆန္ဒရှိနေတဲ့သူတွေကတော့များတယ်ဆိုတာတော့တွေ့နေမှာဖြစ်ပါတယ် ပြည်တည်ဦးနဲ့အင်ဒရာကျော်စင်ကိုတော့မဆေးဝါးလေပေးကြမယ်တဲ့တဆိုထန်တလန်းအလူတွေတမျိုးလိုထွက်ပြေးသွားတဲ့သူတွေရဲ့ဘဝတွေကောအမဖွားတယောက်ကြံခဲ့ရအောင်လူသိပါတယ်သူဘဒုမလက်သွေးခေါ်ပေးမဲ့သူမရှိဘူးလေကိုတော်မမနေပြီးရုံးပြီးပြေးနေရပါဆိုမှသူဘဒုမတင်မဲ့သူမရှိသူအိမ်မှာကြံခဲတာပေါ့နော်အဲ့နစက်တက်ကတပ်ပလိုက်တာနော်သူတို့ရဲ့ဘဝတွေကတန်ဖိုးမရှိတာလားနော်အသက်တချမ်းပူပါကြလားနော်မိမတတသွေးပေးကြည့်နော်သူတို့နေရာမှာကိုလာဆိုလို့ရှိရင်ကောနော်ခန်းစားနိုင်လားသူတို့အိမ်တွေမြှို့ဖြက်စီခံလိုက်ရတယ် အမမြေကြီးအရလို့ထွက်လာတာမဟုတ်လေအဲ့ဒီအိမ်တွေကလေနော်သူတို့ကဘလောက်တချွေးနဲ့စာနဲ့စောက်ထားမယ်လို့တွေးပေးကြည့်နော်အေး PTU နဲ့တော့ကြော်စရာဘာစောက်ကျိုးနဲ့ပေးထားလို့လဲတိုင်းပြည်နဲ့လူမျိုးပေါ်မှာသူတို့အခုလို့အယောင်တောက်လိုက်အောင်သူတို့ကို VCD CCD ခိကနေရနဲ့နော် PTU တွေကပဲမြောက်စားလာခဲ့ကြတာပဲလေနော်အတိကကျေးဇူးရှင်နဲ့ PTU တွေပဲလေနားလေမလားအေးအဲ့လိုပြောချင်တာအခုဗာလေဒီနေ့ခေစော်ဆိုလို့ရှိရင်မျိုးလက်ချက်တစုံတရာမှာပါဆိုတဲ့တချင်းနဲ့လေအမေစုကို break down နောက်ခက်မီးရှူးတွေထိုးပြပြီးမှသူအယောင် အင်ဂျီအယောင်နီနီဝတ်ပြီးမှတော့မြန်မာကိုစားပြုတ်ဆူခဲ့တာပဲလေနော်သူတို့ရှင်မြန်မာအိုက်တမ်းမှာဝင်လာရတော့တဲ့တောင်သူဆဆတော့ကပြန်တော့ကငပြိတော့နတ်မအောင်မစားနိုင်တဲ့ရုပ်ပါသူ့ပုံစံအတိတမလားအမစပင်နာမဒီလိုခြေသားပြန်တနာဆရာရုပ်ကလေးတနာကမားလေးလေအယောင်မရှိတဲ့အင်ဂျီတော့ဝတ်ပြပြီးမှအောင်မဘူချုံအောင်စားကိုဂွန်ဖြူတာတဲ့တချင်းနဲ့ပေးပြုတ်နေနံပြားတချင်းကိုဆူမြအခုလောအယောင်တောက်သွားတာလေနော်အေးနားလေပေးဆရာပါစောက်ကြောင်မှမရှိဘူးတိလားသူတို့ပဲစီဒီယံလောက်ကြပါစို့ ရုံးမတန်တဲ့ယုံထွက်ပါဆိုအဲ့လိုစီဒီယံလှုပ်ပြီးမှယုံထွက်လာတဲ့သူမှစားစရာမရှိဘဝရေစုံမျိုးပိုင်နဲ့တိမှတရေလုံးမတရေရှာစားတာမှကီးမကိုက်ရမနော်ဒါမဲ့သူတို့ဘဝကျင်တတ်ရှာပါတယ်နော်နော်ငါအမှန်တရားရက်တီပေးခဲ့ပါတယ်ဘလောက်ပဲစင်းရဲစင်းရဲငါလက်ပြန်တက်လေဆိုပြီးမှဘဝကိုဖျက်တန်တဲ့သူတွေရဲ့ဘဝတွေကိုနှုတ်ကိုချင်းစာပေးကြည့်နော်အေးသူတို့ပြောတော့စစ်တပ်ကဒီနေဝင်းကတည်းကနဲ့နော်တနတ်ပြောင်းဝလှည့်လာလို့ရှိရင်အကုန်လုံးဒူးထောက်မယ်ဆိုသူတို့မိုင်းဆက်မှာဒီလိုရှိနေဆိုတာသူတို့အနုပညာရှင်တွေပိုတိမှာပေါ့လေ ဖြစ်ဖြစ်ကြတိုင်းတော့မမြင်ခဲ့လို့ပြောတာပဲ။သူအဲ့တုန်းက88ခုနှစ်ပဲရှိခဲ့တယ်တဲ့။နော်။မနေ့တည်းကမှအာနာသိန်းတာမဟုတ်ပါဘူး။အာနာသိန်းတာ၄နှစ်အောင်ရှိပါပြီနော်။ဘာပြင်ဆင်မှုမှမရှိဘူးဒီအနုပညာသမားတွေကလေနော်။နောက်ဆုံးတော့ငူပြအောင်မှသူတို့တွေကနော်ဘလို့ပဲပြောပြောငါကနားလည်မှုဘလုံးဝမပေးနိုင်ပါဘူးနော်ဒါကုရဲ့အမြင်ပါလွတ်လပ်စွာကွေးပြားနိုင်ပါတယ်ကွာတော့လုံးအစ်တနှစ်ပတ်သက်လို့ရှိရင်ဘ누구မှနားလည်ပေးစရာចောင်းဆောက်ចောင်းမှမရှိတာနော်ညညာပေးစရာမလို့နော် VIP ဆိုတာရှေ့စရာဘာဆောက်ចောင်းမှမရှိဘူးတိလား တည်သွားတဲ့သူတွေရဲ့ဘဝကိုကိုချင်းစာပေးကြည့်နော်အောက်မှာဘုတ်တလေမှာဘုတ်တလေမှာတွေအပိုင်းပိုက်ခုတ်မှာမှာခြံစင်းရောမှာချိတ်ပေးထားတဲ့ဘဝတွေရောနော်အဲ့လိုအားလုံးကိုခြုံငုံပေးကြည့်မယ်ဆိုလို့ရှိရင်ဒီအမှုပညာလောက်တော့မပြောပါဘူးတွေ့တိုင်းပဲတော်လန်ပြည်သူတွေရောနားလဲပြီးမှုရောအခုချိန်ထိထားအောင်ပါလားဆိုတာကတော့ကိုပေါ့ကိုဆုံးဖြတ်စဉ်းစားမယ့်အချိန်နဲ့ဖြစ်ပါတယ်ကိုချိုကြီးတောင်အမြင်မြင်ရလာပြီဘောမှာချိုကြီးတောင်အမြင်မြင်ရလာပြီဆိုပြီးတစ်ဖက်ဥစုတွေကဝိုင်းပြီးတော့မြောက်စားပြီးတော့တောက်ပွားနေတာတွေ့ရတယ်။အင်းချိုကြီးကကြောက်တော့မြောက်စားပြီးသူ့မမြောက်စားလို့ပေါက်ကွဲနေ ဒါကမှမဆက်လို့ပြောပြအောင်မယ်ဝှက်ထားတဲ့အိမ်ကိုကျွန်တော်လေပါဘူးနော်ကော်လိုင်းမျိုးတွေတည်းမှာလေပါဘူးပိတ်တဲ့ရှင်နော်မင်းတို့တို့ကတော့ရောက်ပြီကုတုမလေပါဘူးတယ်နော်ကိုချိုကြီးကဘောမကနေအမြင်မဲ့ရပြီးထမိန်ချုံသွားတာမဟုတ်ဘူးနော်။ငကိုတဲကထမိန်ချုံ။ထမိန်ချုံကနေပြီးတော့ဘောမရယ်။ဘောမကတော့ယူရိုတန်းနဲ့မှတာမဟုတ်ဘူး။ဟိုကန့်ဘလူးကျောင်းလာ။950ဆရာတော်ရဲ့ပြည်သူစစ်တပ်ဖွဲ့တွေထိသွားပြီးတော့သူ့မိမဖွေးချင်ဆိုလို့ရှိရင်လည်းပြည်သူစစ်ကြီးကောင်းနေဝိတ်။တနက်တွေပါပြီးပြည့်စီရေးတွေပါပြီးလေ့ကျင့်ပြပြီးတော့အဲ့ဒီလောက်ထိဘောမခဲ့တာ။ ်နော်ထမင်းချုံကနေဘောမရဲဘောမကနေပြန်ပြီးတော့ထမင်းချုံလိုက်တယ်ဆိုတော့သူ့ရဲ့ငကူငူလာလာရဇင်းမြကွာထမင်းချုံဖြစ်နေတဲ့အတွက်ထွေထွေထူးဒီပုံမှာမှတ်ချက်ပေးနေတာမလို့ဒါသူ့ရဲ့ဒါနိုင်ငံရေးခံယူချက်ပုံမှာမူတည်ပြီးတော့အမဟောပြောချင်တာကပုတုမကဇာတဲ့ကသူကစံပြစည်းတမတဲ့ဘောမတာပေါ့သူကသူ့ရဲ့အရှင်လာဘောမပြီးလာခဲ့ဆိုပြောချင်တာကိုကြီးကတော့ထမင်းချုံလိုက်ဘောမလိုက်ဆိုပြီးပြောနေတာခင်မထမင်းချုံအဘခင်မဘောမလူနဲ့ချမ်းသာဘောကဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေ အဓိကပြောချင်တာကအဲ့ဒီကိုချိုကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပြင်မှာကျမတို့နဲ့ပြောမယ်ဆိုရင်ကျမထက်လည်းအသက်အများကြီးကြီးရယ်ကျမထက်လည်းဟိုးအရင်ကမျိုးသားကြီးတကယ်လုံးခဲ့တယ်နော်ပြောမယ်ဆိုရင်ပြီးမကလူနဲ့ပြည်တွင်းကလူလိုင်းမောကလူနဲ့နေပြန်ကလူဆိုလို့ရှိရင်ယုံမဲယုံကိုပြည်တွင်းမှာကိုနဲ့အတူတူလက်တွဲနေတဲ့လူယုံရမယ်ဒါပေမဲ့အဲ့ဒီကိုချိုကြီးဟွန်းယူအန်ကိုစာတင်မဲဆိုပြီးလက်မှတ်တွေကောက်တော့ ကျမကလာပြီးတော့စီယုံတယ်စီယုံတဲ့အချိန်မှာသူပြောတာကိုနားထောင်ကြည့်လိုက်တာဒါယုတ်တီမရှိဘူးဒါမဖြစ်နိုင်ဘူးဒါမအောင်မြင်နိုင်ဘူးနောက်တစ်ခုကအဲ့ဒီ UNO စတင်တဲ့လူတွေကနော်ကိုယ့်ရဲ့နာမည်ပုံနံပါတ်နဲ့နေရဲ့လိပ်စာကိုတင်ရမယ်ဆိုတော့နေရဲ့လိပ်စာတွေကကိုယ့်အိမ်နဲ့ကိုယ်နေတာတော့အသက်ခံနေရတော့အကုန်လုံးကနော်ဟိုပြောင်းလိုင်းပေါ်ကလူနဲ့မြေပြင်ကလူဆိုလို့ရှိရင်ယုံမဲ့ယုံကိုယ့်ပြည်တွင်းမှာကိုယ့်နဲ့အတူတူလက်တွဲနေတဲ့လူယုံရမယ်ဒါပေမဲ့အဲ့ဒီကိုချိုကြီး UNO စတင်မယ်ဆိုပြီးလက်မှတ်တွေကောက်တော့ ကျမကိုလာပြီးတော့စီယုံတယ်စီယုံတဲ့အချိန်မှာသူပြောတာကိုနားထောင်ကြည့်လေဒါယုတ်တိမရှိဘူးဒါမဖြစ်နိုင်ဘူးဒါမအောင်မြင်နိုင်ဘူးနောက်တစ်ခုကအဲ့ဒီ UN ကိုစတင်တဲ့လူတွေကနော်ကိုယ့်ရဲ့နာမည်ဖုန်းနံပါတ်နဲ့နေရဲ့လိပ်စာကိုတင်ရမယ်ဆိုတော့နေရဲ့လိပ်စာတွေကကိုယ့်အိမ်ထဲကိုနေတာတော့အသက်ခံနေရတော့အကုန်လုံးကနော်ဟိုပြောင်းရွှေ့ပြီးနေရတဲ့အချိန်မှာဒီနေရဲ့လိပ်စာကြီးတွေ UN ကိုစတင်လိုက်ရင်ဒီလူတွေရဲ့လုံခြုံရေးအတွက်အာမခံချက်ဘယ်သူမှမပေးနိုင်ဘူးကဲဟာလုံးကြတဲ့အတိုင်းနော်ဝေါမားဒီရဲ့အကြောက်တရားဘရောင်ရှိလဲဆိုရင် အိမ်တော်ပြောင်းပြီးနေရဆိုသူတို့ကိုယ်တိုင်ဝန်ခံနေပါပုရုမတကောင်ဆိုရင်ဗနဲ့အိမ်တော်ပြောင်းပြီးတော့ဘသူအိမ်ဒီမှာလက်အိမ်ဒီနဲ့ဆိုတာစဉ်းစားစဉ်းစားကြည့်တော့ဗျာအင်းလည်းကတော့သူတို့ UN ကိုစတင်မှာဆိုပြီးကျမတယောက်တည်းနေတယ်ကျမလက်မှတ်ရေးထိုးပြီးပါဝင်အားဖြည့်တယ်ဒါပေမဲ့ကျမကနေပြီးတဆင့်ဟောကချိုကြီးတို့ UN ကိုစတင်မှာလက်မှတ်ထိုးပေးပါဆိုပြီးကျမမစီယုံဘူးဘာလို့လဲအဲ့ဒီလူတွေအတွက်လုံခြုံရေးအာမခံချက်ကျမအာမခံချက်မပေးနိုင်ဘူးเนาะဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောရတဲ့ခါကျတော့ဟိုနိုင်ငံခြားကဦးလေးကြီးတယောက် မြမကြီးတွင်းနဲ့ကအတော်ကြီးတယောက်ကျမကိုလေအိုးဆိုးပါဆက်စောင်းမြောက်ပြီးပြောကြတာကျမကိုတိုက်ခိုက်တာအဲ့အတော်ကြီးဆိုလို့ရှိရင်လေအာဖေဖို့မှာပို့ရီတစ်ခုပြီးတစ်ခုတင်ပြီးတော့အာကျမကန့်လန်းတိုက်တာရှေ့ကလည်းမသွားနောက်ကလည်းမလိုက်ပါတော့စောင်းမြောက်ပြီးပြောတာပြောတာအဲ့ဒီချိန်တော့ကနာသူပြောလို့ကျမပြန်ပြောလို့ရှိရင်ပြဿနာရဲ့အကြီးကြီးဖြစ်သွားမှာ เนาะနောက်ဆုံးတော့အဲ့ဒီကိုချိုအေးရပဲအဲ့ဒီစကားတွေမလဲလေးရှုပ်ပြဿနာတွေတက်တော့နားဈားတွေကကိုနောင်တော်လေးနဲ့ကိုမိုက်ကယ်ကျော်မြင့်နဲ့ပြဿနာတွေတက်ပြီးတော့မိုက်ကယ်ကျော်မြင့်ကကိုနောင်တော်လေးကိုတရားစွဲမယ်ပါပြီဖြစ်ကုန်အဲ့ကိစ္စတွေကတော့ကိုချိုအေးစားတယ်မိတယ်เนาะကြောဒီချိန်မှာတော့ကိုချိုကြီးရဲ့ဇာတိရုံမှန်ပေါ်လာပြီဖြစ်တဲ့အတွက်ဒီချိန်တုန်းကချိုကြီးဘက်ကနာပြီးကျမကိုပိုးစိုးပက်ဆက်ပြောခဲ့တဲ့အတော်ကြီးတွေသဘောပေါက်လောက်ပြီးထင်တယ်။อืมချိုကြီးထဲတော်ခံသွားတာဘောကပြောရရင်တော့ပုတ္တမလူတိုင်းကျမအမြင်နဲ့ပြောတဲ့ဇာတ်တော်ရှိတယ် ူများရဲ့အဖြစ်ကိုလက်ညှိုးထိုးပြီးဝေဖန်ရင်းရင်သူများကိုလက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရမယ်ဆိုတော့ဒီချိန်တုန်းကကျွန်မကိုလက်ညှိုးထိုးပြီးတော့ပုစုပက်ဆက်စောက်ပေါင်းထုတ်ခဲ့တဲ့အတော်ကြီးတွေဒီချိန်မှာကျွန်မကိုလက်ခုပ်တီးပြီးအားပေးရမယ်ချိန်သူတို့ပျောက်စားခဲ့တဲ့ကိုချိုးကြီးရဲ့ဇာတိမှန်ပေါ်လာပြီးဖြစ်တဲ့အတွက်ကိုကိုကိုရှက်ရမယ်အချိန်မှာလို့ကျွန်မပြောချင်တယ်အဲသူကချိုးကြီးကိုဖိနေပြီးတော့သူကဆံပြားသေးမှသူကလက်မထောင်မှာပေါ့နော်မိမတွေကလေတယောက်နဲ့တယောက်တာ အပြိုင်ဆိုင်များတယ်နော်မိမမှန်ရင်အသက်ကြီးကြီးငယ်ငယ်နော်လိုက်ပြီးတော့ပြိုင်တာပြိုင်နေဆိုတာက အာ तू ကဆောင်းဆယ်ဥဖတ်ရဲ့ငါ၁၅ဥဖတ်မယ်။ तू က BA ဆိုရင်ငါ MA ဖြစ်ကြမယ်။ तू ကရိုးရိုးပွဲဆိုရင်ငါဘွဲ့လွန်ရကြမယ်။ तू ကစာပေနိုင်ငံရေးကို၁၀၀လောက်ပြောနိုင်ရင်ငါ၁၀၀၀လောက်ပြောနိုင်အောင်စူးစမ်းမယ်ဆိုရင်ပြိုင်တာမဟုတ်ဘူး။ဟွန်းစံပြစည်းမှာဈေးကောင်းရတော့ပြိုင်တာပြောပြလိုက်ပါဦးပုရမရဲ့ပေါ်ရင်ပကာတနာတွေကိုလိုက်ပြိုင်တာ ။နော်ဒီအေးပြားတထောက်စာလောက်လေးရှိတယ်ပကာတနာကြီးကိုလိုက်ပြိုင်ပြီးတော့အဲ့လိုမျိုးမိမမှန်တယောက်နဲ့တောင်မနာလိုတာတွေဝင်းတိုးတာတွေအပြိုင်ဆိုင်နေရမ်းများတယ်။ဆိုတော့ကျမမှလည်းအဲ့လိုမျိုးတွေအများကြီးကြုံရတယ်။နော်ဒါကကိုချိုကြီးနဲ့ပတ်သက်ပြီးတော့ကြုံရတဲ့ကိစ္စတစ်ခု။နောက်တစ်ခုကြတော့ကိုချိုကြီးရဲ့မိမအမှတ်ဖွင့်စိန်မကွေးစိန်ကကိုချိုကြီးရဲ့ပတနာနော်အမကကိုချိုကြီးရဲ့ပခုံးပေါ်ကိုသူကခွာတန်နေတဲ့ဓာတ်ပုံနဲ့လိုင်းပုံကိုတင်းတော့ကန့်ချင်မှာအဲ့ဒီပုံနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တောင်ဝေဖန်မှုတွေအမဟိုတစားတစားနဲ့ပြောကြရင်းနဲ့သူတို့ရဲ့ပုံကိုရေးတွေလူမှုရေးတွေပါလာတာဒါ ်ချိုကြီးကပုတ္တမတော်တော်ထဲ့သွားရှာတာပဲလိုင်းမမအများသူကပြောတဲ့ကိစ္စနော်ကျမစိတ်ထဲလဲမဝင်သောခေါင်းထဲလဲမရှိဘူးစကားထဲလဲထဲ့မှာပြောအဲ့ဒီလိုပုံကိုကြီးတွေပလာပြီးတော့ကိုချိုကြီးရောမက်ခွေးစင်ရောတို့နှစ်ယောက်လုံးပျောက်သွားတာအဲ့ဒီမှာပလာတာကိုစောက်ထူနော်ထိုင်းတာပါလားမသိဘူးနေတယ်ကိုစောက်ထူပြင်အဲ့ထိုင်းကကိုအောင်မျိုးမင်းနဲ့နော်တနခါလေးလိမ့်နေတဲ့အကိုကြီးတက်အဲ့နှစ်ယောက်ကဘလို့ပလာလဲဆိုတော့ နမ်းမြက်ကေတီနိုင်ဆိုတဲ့မိမသူကနိုင်ငံခြားမှာနေတာဘယ်နိုင်ငံမှာနေလဲမသိဘူးနိုင်ငံခြားမှာနေပြီးတော့သူကလိုင်းမောင်ကလည်းအဲ့လိုလိုက်တွေလွှင့်ပြီးပြောတာလိုက်တွေလွှင့်ပြီးပြောတာလေသူ့မျက်နှာကိုမပြအောင်ကျမကနမ်းမြက်ကေတီနာကိုလူလဲမမြင်ဘူးအတန်လဲမကြားဘူးနာမည်လဲမသိဘူးသူ့ကိုသိဘူးမသိဘူးသူ့ကိုဘလူကနေစပြီးတတိထားမိတာလဲဆိုတော့စင်ကာပူကမက်ဆစ်မီဦးနဲ့သူနဲ့ရန်ဖြစ်တာအမက်ဆစ်မီကလိုက်လွှင့်ပြီးတော့အဲ့ဒီနမ်းမြက်ကေတီနိုင်ဘာဖြစ်တယ်ညာဖြစ်တယ်လို့မက်ဆစ်မီကဆဲတာသူတို့ပွဲကြိုက်ခင်နေပဲဟာသူဟဲ့အမကဘာသူနဲ့ရန်ဖြစ်ပါလဲဆိုမှ အမစင်မေဦးနဲ့ရန်ဖြစ်မှာကျမအဲ့ဒီနမ်းမြေကေတီနိုင်ဆိုတာကိုလိုက်ရှာပြရမှာ။အော်၊ तू ကဒီလိုပါလားဆိုပြီးသိရတာ။ပုံမှန်ဆိုအဲ့ဒီနမ်းမြေကေတီနိုင်သိဘူးမသိဘူး။အိမ်မှာနမ်းမြေကေတီနိုင်က तू ကစင်မေဦးကိုမစင်မေဦးကိုပြက်တနာသွားချာလို့မစင်မေဦးကဆဲရ။ဆဲတာကို तू ကဇွတ်ပန်းကိုတွေးပြီးတော့မစင်မေဦးကသူ့ကိုဗလိုင်းဆဲတဲ့ပုံစံမျိုး तू ကမြေကြီးကန်ထိုးတာ။ထိုးတဲ့အချိန်ကျမှကျမအဲ့မှာသူ့ကိုဝင်ပြောတာ။အမအမဘက်ကအရင်မှားတာလို့ကျမဝင်ထောက်တော့ तू အမတော်သူငြိမ့်သွားတယ်။ သူမတော်ငြိမ်သွားပြီ။သူကနောက်ွယ်ကြတော့ဗာပြောလဲဆိုတော့အဖွေးစိန်ကြီးနဲ့ဒီလိုမျိုးသားကြီးလောကကြီးကပြောက်ွယ်သွားတဲ့အထဲမှာတဲ့အဲ့ဒီလိုအဖွေးစိန်ကိုဝိုင်းပြီးတော့ထိုးကြတဲ့အထဲမှာမကုတုလဲပါတယ်တဲ့။ဟုတ်တော့။ဘာမှလည်းမခံဘူးနော်။စိတ်လည်းဝင်စားအောင်။သူ့ဘာနေသူအဖွေးစိန်ကကိုချိုကြီးကိုပေါ်တက်ပြီးတော့သူတို့အိမ်တော်ကြီးပုပ်ကူကြီးလူမှုကြီးတွေကြောင့်ပြောက်ွယ်သွားတာ။အဲ့ဒါကိုကျမအဲ့ဒီလိုမျိုးပါတယ်ဆိုပြီးအဲ့နည်းမြက်ကေတင်နိုင်အဲ့လိုပြောပြီးတော့သူကအတန်းကလေးဟိုအင်ညောင်အင်ညောင်အင်ညောင်လဲတိလား။ဟိုမက်ဆေ့မျိုးသူ့ကိုဆဲတာရှိရဲ့။သူဆဲတယ်လို့ကျမဆဲဆဲမပြတော့ဗျာ။ကြောညာများနဲ့မအားလား။ ကြောညာများနဲ့မအလအခုဆိုလို့ရှိရင်ပူတူတူလေးမအလပေါ့လေကြောညာတွေတအားပြီးလက်ခံပြီးရိုက်နေပါပြီဗျာအဲဘာကြောညာတွေလဲဆိုတဲ့အခါကျတော့ထုံးစံတိုင်းပေါ့ဗျာနေပယ်စုံအလွာတီတီကဖြော်ဖြေရေးသမားတွေကိုအကုန်ခေါ်ဝါဒဖြန့်မဲစွဲတဲ့ဟာမဲပေးဖို့အဲတချင်းနေ လန်တူတွေရုပ်ရှင်တွေအစုံမဲ့အစုံမဲ့ကြော်ညာတွေအကုန်လုံးကိုဇက်တိုက်ဆိုလိုဝါဒါဖြန့်ပြီးရိုက်ကူးနေပါပြီဗျာရိုက်ကူးနေပါပြီမလုပ်လို့ကလည်းမရတော့ဘူးလေဘသူမှလည်းစိတ်မဝင်စားဘသူမှလည်းဂရုမစိုက်ထားတဲ့ခါကြတော့ဒါကိုအတင်းဖီအားပေးပြီးတော့ဘူးအတင်းကိုဇွတ်လုံနေတာဗျာအပြီးခဲ့တဲ့တစ်ခေါက်တုန်းကဇလန်တိုလေးတပုတ်ရိုက်ထားတောင်မှဝိုင်းပြီးတော့ပြည်သူတွေကမြေတားပို့လိုက်တဲ့ခါကြတော့ကြောက်လန့်ပြီးတော့အကုန်လုံး ဝလုံးရှင်နဲ့တင်ကြုံရန်အကုန်လုံးကိုခေါ်အခုဆိုရင်네ပေစုံကဟာဒီတော်တော်များများပါလာပြီဗျာဒါတောင်ကြံသေးတယ်နော်လူရွှင်တော်အဖွဲတွေဒိန်ဒိန်နှုံအုံအုံနှုံငိမ့်ငိမ့်နှုံအဖွဲတွေကြံသေးတယ်ဗျာသူတို့ကတော့ငကိုလေးကမာပီးသားတွေဆိုတဲ့အခါကျတော့ပြောမနေနဲ့အာပါတရားကိုသူတို့ကတော့ပါဝင်มาဖြစ်ပါတယ်ဗျာကြော်ညာများထက်သွင်းလိုလျင်လဲ ဖုန်းနံပါတ်ကိုမာလာရှိတာတောင်းပြီးထည့်ပြီးတော့ဗျာအခုဆိုရင်ကြော်ညာတွေလက်လက်ခံရိုက်ကူးပေးနေပါပြီဗျာအဲသူတို့ရဲ့သတင်းတွေဇလန်တိုတွေရုပ်ရှင်တွေတချင်းတွေထဲမှာကြော်ညာတွေလက်ခံပေးနေပါပြီဗျာအဲကြံသေးတယ်ဗျာဘာလဲဆိုတဲ့အခါကျတော့အခုဆိုလို့ရှိရင်သူကကြိုတင်မဲအတွက်ပါထပ်ပြီးတော့အဲစိုးရင်ပူပန်မှုတွေဖြစ်လာတဲ့အခါကျတော့ FR ထက်လာပြန်ပြီဗျာ FR ကျန်တဲ့ FR တွေအပြင်ကို FR ကထက်တိုးလာပြန်ပြီ ခုဘလူတွေကိုပြစ်မှတ်လာထားပြန်မလဲဆိုတဲ့ခါကျတော့တက္ကသိုလ်ကျောင်းသားတွေကောလိပ်ကျောင်းသားတွေဒီဂရီကောလိပ်ကျောင်းသားတွေကိုပြစ်မှတ်ပြန်လာထားတယ်ဗျကျောင်းနေရာမတက်ရသေးဘူးတက်လာမယ်အချိန်မှဆက်ရှင်နေပြည့်တယ်မဲပေးပိုင်ခွင့်ရှိတယ်ဆိုရင်မဲပေးဖို့အဲမဲတောင်မှကြိုတင်မဲပေးဖို့ရက်ကွက်ကကော်မရှင်ရုံးနေမှာပေးလို့ရပြီဆိုတဲ့ဟာကိုအတင်းဖီအားပေးပြီးတော့ချင်းချောက်လာပြီဗျကြံသေးတယ်မဲမဲပေးလို့ရှိရင် ကျောင်းထားမလားကျောင်းအလက်ခံမလားဆိုတာဒီတောင်နောက်ဆက်တွဲပေါ်လာသေးတယ်ဗျာဒီကြိုတင်မဲမှာလဲဖီအားတွေကများရှာတာ ਉਹ ဗျာအရှက်တွေကလည်းဗျံဗျံ꽌ခဲ့တယ်ပြည်တွင်းမှာမကတဲ့အတွက်ပြည်ပဟိုပါသွားပြီးတော့ကြိုတင်မဲကိစ္စလောက်ကြတဲ့အခါဘသူမှလည်းစိတ်မဝင်စားဘူးပုံစံ15လဲစိတ်မဝင်စားဘူးတန်ရုံတွေကပြောတာလဲစိတ်မဝင်စားတဲ့အခါကျရှက်꽌ပြီးပြန်လာပြည်တွင်းမှာကြလဲကြိုတင်မဲပေးဖို့ဆိုပြီးအတင်းစီယုံ ေးလို့ရတဲ့ဌာနတွေနောက်ဆုံးရှေ့တန်းသွားတဲ့စစ်သားတွေပေါ့ဗျာဒါတွေကစာညူတင်မဲ့ပေးဖို့ဆိုပြီးအတင်းကာရောဇွတ်တွေဘလို့ပဲလှုပ်လှုပ်ပြည်သူကစိတ်မဝင်စားဘယ်သူမှစိတ်မဝင်စားတဲ့ခါကျတော့ညူတင်မဲ့ပြဿနာကရက်တာကုံသွားတယ်ထတ်တိုးလဲဘလူးမထိတ်ဝင်စားဘူးဗျာအဲ့တော့နောက်ထပ်ထပ်ပြီးတော့ចောင်းသားတွေကိုဖီအားပေးလာပါပြီဗျာ ပူတူတူလေးကညံပူးသလောက်နော်လူပူးသလောက်ညံပူးသလောက်ကောင်းတဲ့ချက်တွေရှိတယ်ဗျာအဲအခုဆိုလို့ရှိရင်သူ့ရဲ့ဘေးမှာရှိတဲ့ဝင်းပြုတ်ကြီးတွေခြေထုတ်ကြီးတွေကိုအကုန်ထုတ်အဲရန်ခံရေးမှာနေရာတွေပေးနေရာပေးတယ်ဆိုတာကနေရာချပေးတယ်တမုံနော်ဝင်းပြိုင်ဖို့နေရာအရင်ပေးသေးတာနေရာစီစဉ်ထားတာကြိုတင်ပြီးအကွက်တွေအကွက်တွေအဲ့လိုစီစဉ်ထားတဲ့အချိန်မှာစကားတန်တွေကထွက်လာရောဗျာအခုဆိုလို့ရှိရင်ဒုံစံတိုင်းမို့ အဲတိုက်ခိုင်းတိုင်းမှာဝင်ပြန်မယ်ဆိုတော့ငကိုလေးကတယောက်တည်းပြန်ပြီးတပါတီတည်းပြန်ပြီးတပါတီတည်းနိုင်နေကြတဲ့အခါကျတော့ဘယ်နေရာရမလဲဘယ်ဝင်ကြီးဖြစ်မလဲဘာလုပ်မလဲဆိုအချင်းချင်းနေရာတွေမေ့လာကြတဲ့အခါကျတော့ဘသူမှလည်းမသိဘူးဘသူမှလည်းမပြောဘူးဗျာဘယ်ရမလဲပူတူတူလေးညံပူးသလောက်လူပူးသလောက်အကွက်ကစေပြီးသားဘသူ့ကိုဘယ်နေရာချမယ်ဘသူ့ကိုဘယ်နေရာပေးမယ်ဆိုတော့ငကိုတည်းကရှိပြီးသားပါ သွားပြီးတော့ပူတူတူလေးကိုများစူးစမ်းလေ့လာခြင်းသာလို့လို့အထွန်းတက်ခြင်းသာလို့သွားမလုံနဲ့ထားရနေစီရသွားပေးတဲ့နေရာ ယူထားခိုင်းနာလို့အချိန်တန်ရင်မင်းတို့ကိုယာဒူးအာနာပါဝါပေးမယ်ပေးမယ်ဒါပေမဲ့ခဏစောင့်ပါအေးအသက်ပြည့်လို့ပင်စင်မယူပြည့်ရဲ့နောက်မှာသူ့မှာလဲညံကလဲရှိသေးတယ် ဘာညံလဲဆိုတဲ့ခါကျတော့မကောင်းတဲ့ညံပေါ့ဗျာစာလဲထွက်လာသေးရနော်သူတို့ဘက်ကနေပြီးတော့ဘာလဲဆိုတဲ့ခါကျတော့ကာကြုတ်ကြီးနေရာမှာမင်းအောင်လိုက်နေရာမှာသူ့လောက်အရေးချင်းမပြည့်မီတဲ့အရာရှိကြီးများဒါမှမဟုတ်အရာရှိကြီးများမရှိတဲ့အတွက်ကြောင့်နဲ့ဆက်လက်ပြီးကာကြုတ်ကြီးနေရာကိုမအားလာပဲဆက်ပြီးတာဝန်ယူပါလိမ့်မယ်တဲ့အဲ့စာဒါလေးကအမတန်အဓိပ္ပာယ်ပါတာနော် ဘာလဲဆိုတဲ့အခါကျတော့နောက်ဆက်တွဲပြောပြရရင်သူ့လိုအာနာယူတဲ့လူဘယ်သူမှမရှိပါဘူးဟုတ်ကဲ့ဟုတ်ကဲ့အဘဟုတ်ကဲ့အဘဆိုပြီးတော့ခိုင်းတဲ့အတိုင်းလုံနေတဲ့လူတွေများနေလို့သူဆက်လက်ပြီးအာနာယူပါတယ်တဲ့ဗျာကဘာကျော်ဟာသားတွေကိုအမြဲတမ်းပြောပြောနေတဲ့ဘုဒ္ဓတူလေးလူပဲနောက်ထပ်ပေါ်လာပြန်ပြီဗျာအဲ့ဒါတော့အမြဲတမ်းသတင်းမမှန်သတင်းလိမ်တွေကိုအမြဲတမ်းပြောပြောနေတယ် သူ့ရဲ့တပည့်ကျော်တရင်လိန်ကြီးအကြကြပါပဲဗျာဇော်မဲလုံကြီးပါပဲဒီဒီခါကျတော့ तू ကတရင်မလိန်တော့ဘူးဟာတာတွေဆက်ပြောပါတယ်ဗျာဘာတွေပြောတဲ့ခါကျတော့မြန်မာနိုင်ငံသားတွေပဲလုတ်တဲ့ဒီရွေးကောက်ပွဲမှာမြန်မာနိုင်ငံသားတွေမဲပေးရင်ရပြီတဲ့အာစုံနေတာမှမဲ့ဗျာဂါဂနာနာမဟုတ်ဖဲနဲ့ကိုအเจ้าညာမေမေရရမရှိဘဲနဲ့ကို ဟာတာတွေပြောသွားတယ်ဇော်မဲလုံးကတော့အာပါတရားပါပဲဗျာ အခုဆိုရင်သူ့မှာလိန်စရာလဲဆက်လိန်စရာလဲမရှိတဲ့အခါကျတော့တေးကြပါတယ်ရှေ့လျှောက်ပြီးသူလဲအလိုပဲသူ့အဘလိုပဲဟာတာတွေပဲဆက်ပြောပါလိမ့်မယ်ဗျာသူ့ရဲ့ဟာတာတွေကိုနားထောင်ပြီးတဲ့နောက်မှာပုံစံပြောင်းသွားပြီဗျာအခုဆိုလို့ရှိရင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့သွားကြတယ်လာကြတယ်အမတ်ဒီနေရာတွေရောအဲတခြားနေရာတွေရောမှာအင်းတော့ကတော့ရဲပေါ့ဗျာလုံုံရေးဆိုပြီးရဲတွေကိုဦးစားပေးခဲ့တာ အခုမဟုတ်တော့ဘူးဗျာခစ်ကိုက ပြောင်းသွားပြီဘသူသေးလဲဆိုတဲ့ခါကျတော့မီးတက်တက်ဖွဲ့တွေဖြစ်လာပါပြီဗျာသူတို့ကိုတင်တန်းနေပေးပြီအခုဆိုလို့ရှိရင်ရဲတွေနေရာမှာအစာထိုးပါလိမ့်မယ်သူတို့ကတော့တနက်အစာရေပုတ်ကြီးတွေကင်ပါလိမ့်မယ်တယ်ဗျာအဲအခုဆိုလို့ရှိရင်ရွေးကောက်ပွဲအတွက်မဲဆွယ်နည်းတွေမျိုးမျိုးလောက်ကြတဲ့ခါမှာမဲဆွယ်ပြီး နောက်တစ်မျိုး ပေါ်လာပြီဘလူလဲဆိုတဲ့ခါကျဒုံဆန်တိုင်းဟိုရက်ကမိုးများတဲ့အချိန်မှာရွှွန့်ပွက်ထဲကိုအတင်းဆင်းရတဲ့ကြန့်ခံရေးအစိမ်းအောင်ကြန့်ခံရေးအဖွဲကအခုနောက်တစ်မျိုးပြောင်းသွားပါပြီဗျာကျွန်တော်တို့တွေလေသေးတွေရာသေးတွေမှာကျွန်တော်တို့တွေထွန်ရဲကြတဲ့ခါပေါ့ဗျာလေထွန်ရတယ်ရာထွန်ရတဲ့အချိန်မှာကျွန်တော်တို့တွေကျွဲနွားတွေကိုအသုံးပြုကြတယ်ဗျာတဘိုးကြီးတွေနဲ့ထမ်းပြီးကျွဲတွေနွားတွေတဘိုးတွေတက်ပြီးအသုံးပြုကြတယ်အခုနောက်ပိုင်းကြတော့ဗျာစက်မှု ထွန်ကားကြတဲ့ခါကျတော့လက်ထွန်ဇက်တွေနဲ့ရာထွန်ဇက်တွေပေါ့ဗျာဒီဟာတွေနဲ့ကျွန်တော်တို့တွေအသုံးပြုကြတယ်အဲအခုကြန့်ခံရေးအသစ်ထွန်လိုက်ပြန်ဗျာမဲဆွဲတာလဲမဲဆွဲတာပေါ့နောက်တစ်မျိုးလူနဲ့ထမ်းပြီးတော့ရာထွန်နဲ့လက်ထွန်နဲ့စနစ်ကိုသုံးလိုက်ပါပြီဗျာအခုဆိုလို့ရှိရင်ထွန်ရက်တဲ့တဘိုးထမ်းထားတဲ့လူတွေအကုန်လုံးကကြန့်ခံရေးဝစ်စုံတွေဝစ်ပြီးတော့အာရပါရကိုလဲတွေထွန်ပြနေပါပြီဗျာ ခင်မီဖွံ့မျိုးတိုးတက်တဲ့လေထွန်နီလူနဲ့အတူလေထွန်နီတမျိုးပါပဲဗျာအဲ့ဒါမဲဆွေနီတမျိုးနော်နောက်ထပ်ရှိသေးတယ်အဲအဲ့ဒါကြတော့ကြမ်းခံရင်းကမပေးဘူးနေစားလည်းမပေးဓမင်းတုပ်လည်းမပေးအဲ့လိုမပေးတဲ့အချိန်မှာအပြိုင်ပေါ်လာတဲ့ပီသုံးလုံးပြပြပြအပြာရောင်အကျွေးမဆက်တဲ့ပါတီနဲ့ပြောင်ကြီးအဝါရောင်တော့ကအာပါတရားကိုအပြိုင်မဲဆွေတယ် ူတို့ကြတော့ပေးတယ်ဗျာ။ဘာတွေပေးလဲဆိုတဲ့ခါကျတော့အုတ်ထုတ်တွေပေးတယ်။မက်စ်တွေပေးတယ်။စံနဲ့စီနဲ့တောင် အပြိုင်ပေးနေသေးတယ်ဆိုလားပဲဗျာ။တော်လန်ရေးမှာပါဝင်လာတဲ့ပြည်သူနဲ့သူအမြဲတမ်းရည်တည်နေတဲ့တော်လန်နုပညာရှင်ကိုလင်းလင်းနဲ့ချစ်သူဝေတို့ရဲ့စကားလို့ဗျာ။ No right no voice